အလုံးမမင်္ဂလာပါဒီနေ့မှာတော့ car dashboard ပေါ်ကတတိပေးမီလေးတစ်ခုအကြောင်းကနေစပြီးအနာဂတ်ရဲ့အစစ်မြစ်နည်းပညာတွေအထိတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ကောင်းမောင်းတဲ့သူတွေဆိုရင်တော့ dashboard မှာဒီလိုမီလေးလင်းလာတာကိုတော်တော်များများကြုံခုကြမှာပါဟုတ်တယ်မလားအဲ့လိုမီလင်းလာရင်ဟာပါဖိတာလေးဆိုပြီးစိတ်ထဲမှာနင်းနေတော့ထိတ်သွားတတ်တယ်ကဲဒီတော့အဲ့ဒီမီလီကတကယ်တော့ဘာကိုဆိုလိုတာလဲကျွန်တော်တို့ကဘာပြောချင်နေတာလဲဆိုတာအဖြေရှာကြည့်ကြတာပေါ့ဟုတ်ကဲ့ ဲ့ဒီမီလေးက TPM နဲ့ဆိုတာစနစ်ကနေလာတာပါသူ့ရဲ့အရှိကောက်ကတော့ Tire Pressure Monitoring System ပေါ့ဆိုလိုတာကတော့ TPM ဆိုတာဟာကားတာယာရဲ့လေဖိအောက်ကိုစောင့်ကြည့်တိုင်တာပေးရဲ့စနစ်ဖြစ်ပါတယ်တာယာတွေကလေပုံကတတ်မှတ်ထားတာထက်အရာနည်းသွားပြီဆိုတာနဲ့ရင်မောင်းကိုချက်ချင်းအချက်ပြဖို့တတိပေးဖို့တာဝန်ယူထားတဲ့စနစ်တစ်ခုပေါ့အဲ့ဒီတော့ဒီစနစ်က ကားရီမှာထဲ့ချင်မှထဲ့ရတဲ့အပူဖြစ်စီးတစ်ခုမဟုတ်တော့ပါဘူး အထူးသဖြင့်အမေရိကန်မှာဆိုရင်2008နောက်ပိုင်းထုတဲ့ကားအတိတိုင်းမှာလူဂျူကြီးအတွက်ဒါကိုမဖြစ်မနေထဲရမယ်ဆိုပြီးဥပဒေနဲ့ကိုပြစ်ထန်းထားတာပါဒါကိုကြည့်ုံနဲ့ဒီစနစ်ကဘယ်လောက်အရေးကြီးလဲဆိုတာသိနိုင်ပါတယ်ဟုတ်ပြီဒါဆိုရင် TPMS ကဘာကြောင့်ဒီလောက်တောင်အယူကြီးရတာလဲသူ့ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာကိုစစ်ကြည့်လိုက်ကြရအောင်ပါအဓိကအကျိုးကျေးဇူးကိုကြည့်ရင်၃ချက်ရှိပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့လုံခြုံရေးပေါ့ တာယာလေးပုံးချိန်မှန်းနေရင်ကားမုံနေရင်ရွရွရွတာယာပေါက်တော့နိုင်တဲ့အန်ဒီကိုအများကြီး short short ပေးပါတယ်။နောက်နှစ်ခုကတော့ကျွန်တော်တို့ရဲ့ပက်ဆန်အိမ်မြတာယာဆိုင်ပါတယ်။တစ်ခုကစီစာနှုံးကိုတတ်တာစေတယ်။နောက်တစ်ခုကတာယာကိုပို့ပြီးကြာကြာသုံးနိုင်အောင်တတ်တန်းပို့ရှည်အောင်ကူညီပေးပါရစေ။ဒီနေရာမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိပါတယ်။ကားဒစီရဲ့စီစာနှုံးစုစုပေါင်းမှာတာယာတွေကြောင့်ကုန်သွားတာက27%တောင်ရှိတယ်တဲ့။အံ့တော့ရပါပဲနော်။ပြောရရင်စီဖိုးကုန်ကြစီရဲ့ ၅ပုံတပုံလောက်ကတာယာနဲ့ဆိုင်နေရပါဆိုတော့တာယာလေးပုံချင်းကိုမန်အောင်ထားယုံနဲ့စီဘလော့တက်တာတော်မလဲဆိုတာတွေးကြည့်လို့ရပါတယ်။ကဲ TPMS ကအရေးကြီးတယ်အကျိုးကျေးဇူးတွေလည်းရှိတယ်ဆိုတာတော့သိပြီ။ဒါပေမဲ့သူ့ဟာတကယ်တမ်းဘလို့အလုပ်လုပ်တာလဲ။တာယာလေးကလေးဖိအားကိုဘလို့နီးနဲ့တိုင်းတာနေတာလဲ။အဲ့ဒီမှာအထူးကအဖြစ်အမျိုးသားနှမျိုးကွဲသွားပါတယ်။ပထမတစ်မျိုးက Direct TPMS တိုင်းရိုက်တိုင်းတာတဲ့စနစ်ပေါ့။သူကတာယာတစ်ခုချင်းစီရဲ့ အတွမ်းဘက်မှာဆင်ဆာလေးတွေတက်ထားပြီးလေဖိအားကိုတိတိကျကျတိုင်းတာပေးတယ်။နောက်တစ်မျိုးက indirect DBMS တွဲဝိုက်တိုင်းတာတွေစနစ်ပါ။သူကတော့ကောင်းမှာပါတဲ့ ABS brake စနစ်ကိုအသုံးပြုပြီးခိရရဲ့လေပန်းနှုံးကိုတိုင်းတယ်။လေအော်နေတဲ့ဖီကပုံမှန်ဖီထက်ပိုမြန်မြန်လေပတ်မမော့အဲ့ဒီကွာခြားချက်ကိုကြည့်ပြီးလေဖိအားကိုခန့်မှန်းတာပါ။ဥပမာပြရရင် direct DBMS ကသာမိုမီတာနဲ့အပူချိန်တိုက်ရိုက်တိုင်းတာလိုပဲ။ indirect ကတော့ဖီးလဲတာကိုကြည့်ပြီးခမန်းတွက်ချက်တာမို့တိကျမှုမှာတော့ direct ကိုမမီပါဘူး။ဒါပေမဲ့ကုန်ကြစရစ်တော်ပို့တက်တာတာပေါ့။ဤပညာတိုင်းမှာတော့အားသာချက်ရှိတယ်လို့အားနည်းချက်တမောင်မောင်စင်ခေါ်မှုတစ်ခုတော့ရှိတတ်တာပဲလေ။ DBMS မှာလည်းအဲ့ဒီလိုပဲ။အထူးသဖြင့် direct DBMS မှာကြုံရရဲ့အဓိကပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ battery ပါပဲ။ဘာလို့လဲဆိုတော့ direct DBMS မှာသုံးတဲ့ sensor တစ်ခုချင်းစီမှာ သူ့ကိုပါဝါပေးကိုဘက်ထရီအသေးစားလေးတွေပါလာလို့ပါပဲအဲ့ဒီဘက်ထရီတွေကထာဝရခန္ဓာမှမဟုတ်တာထာမအဖျင်တော်၅နှစ်ကနေ၁၀လောက်အထိပဲခံပါဗျအဲ့ဒီနောက်မှာတော့အားကုန်သွားတာပါပဲအဲ့ဒီတော့မင်းစရာရှိတာကဘက်ထရီကုန်သွားရင်အသစ်တစ်ခုလဲလိုက်အောင်ပဲပေါ့ဘာခက်လို့လဲလို့တွေးစရာရှိပါတယ်ဒါပေမဲ့လက်တွေမှာတော့အဲ့ဒီလောက်မယိုးရှင်းပါဘူးဘာလို့လဲဆိုတော့အဲ့ဒီဆန်ဆာတဲကဘက်ထရီတစ်ခုတည်းကိုလဲဖို့ဆိုတာကတော်တော်လေးလံဝင်းတဲ့အလုပ်ဖြစ်နေလို့ပါ လုပ်ငန်းရှင်ကိုစဉ်းစားကြည့်လေအရင်ဆုံးတာယာကိုဘီးခွေပေါ်ကနေချွတ်ရမယ်ပြီးရင်ရေလုံအောင်တုံခါမှုဒဏ်ခံနိုင်အောင်အလွာတစ်ခုနဲ့အလုံးပိတ်ထားတဲ့စင်ဆာကိုခက်ခက်ခဲတူးဖို့ထုတ်ရတယ်အဲ့ဒီကမှဂဟေဆိုအထားရဲ့ဘက်ထရီအဟောင်းကိုခွာအသက်ကိုပြန်ဆက်ပြီးရင်အလွာကိုပြန်ပိတ်ရတာပါဒါတာမန်လူတယောက်အတော့ရို workshop တွေအတော့ပါတော်တော်လေးအလုပ်ရှုပ်တဲ့ကိစ္စပါဒါကြောင့်ပဲမော်တော်ယဉ်ဆိုင်ရာကျွမ်းကျင်သူတို့ကပြောထားတာရှိပါတယ်။ဟုတ်တယ်ဘက်ထရီလဲလို့တော့ရတယ်။ဒါပေမဲ့တကယ်တမ်းကျတော့အဲ့လောက်မတန်ဘူးတဲ့ ဆိုလိုတာကအချိန်ကုန်လူပန်းတာနဲ့ပြန်ရမယ့်အကျိုးကျေးဇူးကမကမီဘူးဆိုတဲ့သဘောပါပဲ။ကဲဒါဆိုကုန်ကြစရိတ်ကိုရှင်းရှင်းလင်းလင်းနိုင်ရှင်ကြည့်အောင် ဘက်ထရီကိုကိုယ်တိုင်ပြင်မယ်ဆိုရင်အနည်းဆုံး၄၅မိနစ်လောက်အချိန်ပေးရမယ်။ PC4 ရှိမယ်ပြီးတော့အောင်မြင်မယ်လို့လည်းအာမမခံနိုင်ဘူး။ယုံကြည်စစ်ချရမှုနည်းလာပေါ့။အဲ့ဒီအစစန်စာအစ်တစ်ခုလုံးဝအစ်ဝက်လိုက်မယ်ဆိုရင်တော့ဒေါ်လာ30ကနေ60လောက်ပဲကျတင်မှာပေါ့။ဆိုတော့အများစုတွေကတော့စန်စာအစ်တစ်ခုလဲလိုက်တာကပဲပိုမြန်ပိုလွယ်ကူပြီးပိုစစ်ချရတဲ့ဖြည့်ရှင်လေးချက်နေပါဗျ။ဟုတ်ပြီအခုလက်ရှိကြုံနေရတဲ့ဘက်ထရီပြဿနာကိုတော့ကျွန်တော်တို့သိသွားပြီ ဒါပေမဲ့နှီးပညာလောကကအများတန်ရှေ့ကိုသွားနေတာပဲလေ။အင်ဂျင်နီယာတွေကဒီပြဿနာကိုအပီးတိုင်းဖြေရှင်းဖို့ဘယ်လိုစမ်းသစ်တန်နည်းလမ်းတွေရှာဖွေနေကြပြီလဲ။အနာဂတ်ရဲ့အဖြေတွေကိုကြည့်လိုက်ကြရအောင်မ။အလားအလားအရှိဆုံးနှီးပညာတစ်ခုကတော့ Wireless Power Transmission WPT လို့ခေါ်တဲ့ကျူးမဲ့အာသွင်စနစ်ပါပဲ။ဖုန်းတွေကိုကျူးမဲ့အာသွင်တယ်လို့မျိုးပေါ့။ကောင်မောင်းနေရင်ကိုတာယာထဲကဆန်ဆာဘက်ထရီကိုအလိုအလျောက်အပြန်ဖြည့်ပေးနေမှာပါ။ ဓာတ်ခွဲခန်းထဲမှာတော့တက်မားစင်တီမီတာအကွာဝေးကနေ4.9 volt အားကိုအောင်အောင်မြင်မြင်ပို့လွှတ်နိုင်ခဲ့ပါပြီ။ဒီနည်းပညာသာအောင်မြင်သွားရင်ဘက်ထရီကုန်းလို့ဆန်ဆာလဲရတဲ့ပြဿနာဆိုတာတမိုင်းမဲကြံခဲ့တော့မှာပါ။ဒါတည်းမဲလောက်ဆိုတော့မဟုတ်သေးပါဘူးနီးပညာရှင်တွေရဲ့မျော်မှန်းချက်ကလေးဖျားတစ်ခုတည်းထက်အများကြီးပိုပါတယ်နောက်တစ်ဆင့်ကတော့တာယာတစ်ခုလုံးကို smart ဖြစ်အောင်လုပ်မဲ့ smart တာယာရဲ့ခေပါပဲ smart တာယာဆိုတာဘာတွေလုပ်နိုင်မှာလဲ သူပါလေလေဖြီးအားကိုတိုင်းတာပေမဲ့ဒါပြင်တာယာရအကြွေးအဖူချင်းကိုလည်းသိနိုင်မယ်။တာယာပန်းသားဘလောက်ကျန်သေးလဲဘလို့ပုံစံနဲ့ပုံစံနဲ့လဲဆိုတာကိုလည်းပြောပြနိုင်မယ်။ဒါတင်မကတဲ့ဘူးလမ်းမြင့်နာပြင်းရဲ့အချင်းနေဥပမာ၆တွေးနေလားစွနေလားချုပ်ကန်နေစွန်းဘလောက်ရှိလဲဆိုတာဒီကိုပါအချက်လက်ပေးနိုင်မှာပါ။ဒါဟာလုံချိုရေးကိုရောကားရဲ့စွမ်းဆောင်ရေးကိုပါအကြီးကျယ်ဖြင့်တင်ပေးနိုင်မယ့်ဤပညာတစ်ခုပါ။ဒါဒီကတော့အနာဂတ်စိတ်ကူးရင်အိမ်မက်တီလိုဖြစ်နေနိုင်ပါတယ်။ဒါပေမဲ့တကယ်တမ်းတော့ ီနီးပညာတွေဟာတက်ခွဲကန်းထဲကနေအဝေးပြေးလမ်းမပေါ်ကို ရောက်လာဖို့ဘလောက်နှိစက်နေပြီလဲအဲ့ဒါကိုတိုင်တာလို့ရတဲ့စနစ်တစ်ခုရှိပါတယ်။အေးဒါကူ technology readiness level အတိုကောက် TRL လို့ခေါ်ပါတယ်။နီးပညာတစ်ခုကဘယ်အဆင့်ရောက်နေပြီလဲဆိုတာကိုတိုင်တာတဲ့ skilling တစ်ခုပေါ့။ TRL 1 2 3ဆိုရင်သူတည်တနာလုံးနေတော့စစ်ကူအဆင့်မှမရှိပါသေးတဲ့။4 5 6ဆိုရင်တော့တက်ခွက်ခန်းထဲမှာရှစ်ပြေးပုံစံနေနဲ့စမ်းတမ်းနေတဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကိုရောက်နေပါပြီ။ 789ကတော့လက်တွေ့မှာအသုံးချနိုင်ပြီးဇေဝတ်ထဲရောက်ဖို့အသင့်ချနေတဲ့အဆင့်ပါအဲ့ဒီ TRL skin နဲ့တိုင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ခုနကပြောခဲ့တဲ့ကျိုးမဲ့အသွင်းစနစ်က TRL 5အဆင့်မှာရှိပါတယ်တက်ခွဲခန်းအဆင့်တော့ကျော်လာပြီပေါ့ပြီးဆို TRS လို့ခေါ်တဲ့တာယာလက်ရက်နဲ့သူ့ဘာသာသူ80ပြန်ထုတ်တဲ့ဤပညာကတော့ TRL 4မှာရှိနေပါသေးတယ်အလုံးထဲမှာအလားအလာအကောင်လုံးဖြစ်တဲ့ smart tires တွေကတော့ TRS 67အဆင့်ကိုရောက်နေပါပြီ။ ဆိုလိုတာကရှစ်ပြီးပုံစံနေနဲ့လက်တွေ့ပတ်ဝန်းကျင်မှာစမ်းသပ်နေကြပြီဖြစ်လို့မကြခင်မှာကျွန်တော်တို့ကားရီပေါ်ရောက်လာဖို့နှိစက်နေပြီဆိုတဲ့သဘောပါပဲဆိုတော့အချို့အနေနဲ့ပြန်ကြည့်လိုက်ရင်အစပိုင်းက dashboard ပေါ်က3ပေမီလေးတစ်ခုအကြောင်းကနေစခဲ့ပြီးအခုတော့တာယာနီးပညာရဲ့တော်လန်ရေးတစ်ခုအထိကျွန်တော်တို့ရောက်လာခဲ့ကြပါပြီရိုးရိုးလေးလို့ထင်ရတဲ့အဲ့ဒီမီလေးကရင်လုံးကြုံရင်းနဲ့အသိဉာဏ်မြင့်နီးပညာတွေအတွက်အစပြိုးပေးလိုက်တဲ့အချက်ပြမီးတစ်ခုပါပဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ် တာယာတွေကရိုးရိုးရော်ပါကွဲလေးတွေမဟုတ်တော့ပဲရှုပ်ထွေးတဲ့ data အချက်ချစနစ်တွေ filter နေပါပြီ။ဒါဆိုရင်နောက်တစ်လိုင်းအနေနဲ့ကားရဲ့ပင်အဖြစ်အဆုံက smart filter အောင်မလဲ။အနာဂတ်ရဲ့ကားတွေဟာကျော်ရိုးနဲ့ဘလိုများအပြန်အလှန်ဆက်သွယ်လာကြအောင်မလဲ။ဒါကတော့ဆက်လက်စောင့်ကြည့်ရမယ်စိတ်လို့ရှားစရာအနာဂတ်တစ်ခုပါပဲ။မြန်မာဈေးဆိုင် online shop